အားလုံးပဲမင်္ဂလာပါမိုက်ကလေးဒီတူရှန်နယ်ရဲ့နေကျူဆူလိုက်ပါတယ်။ဟာအလုတ်ပဲလုတ်လို့ကိုဟာအချုံနဲ့ရင်ဆိုင်ရပြီ။လက်ချော့ချင်စိတ်ကအလုံးလိုဖြစ်ပေါ်လာတာပါ။ဒါပေမဲ့ဒီပုတ်ကိုလေးဦးရဲ့အကြောင်းတွေဖတ်ပြီးမှတော့ကုကုကိုဘယ်တော့မှလက်မလျှော့ဘူးဆိုရင်စုံပြချက်ကိုရှာလိုက်နိုင်ပါတယ်။ပထမတဦးကတော့မာတင်လူသားကင်းချူနေရပါ။သူကအချိန်မောင်း30ဖန်းခင်ရပါတယ်။ သူ့ရဲ့ဆက်နှစ်နှစ်ကြာလူမှုအခွင့်အရေးတောင်းဆိုမှုတိုက်ပွဲခေါင်းဆောင်ရလူမှာပေါ့သူ့ဆောင်ခဲ့တဲ့လှုပ်ရှားမှုအရှုဟာကြာချုံးခဲ့တယ်မအောင်မြင်ခဲ့ဘူးပြီးတော့သူ့ရဲ့တကူဝေးအိမ်မက်တွေကိုပါသူဆိုးလွတ်လိုက်ရတယ်ဘာဖြစ်လို့လဲဆိုသူစန့်ကျင်ဖို့ဆုံးဖြတ်ချက်ချခဲ့လို့ပါပဲကေးအလန်ကိုအဆုံးထိရောက်စေပြီးလူမျိုးကြီးခွဲခြားဆက်ခံမှုတိုက်ပွဲမှာအောင်မြင်စေခဲ့တဲ့အဓိကတောင်းအားကတော့လူရှုလူမဲ့ပြဿနာတွေအောက်ကသူ့ရဲ့ဘဝဖြတ်တန်းမှုရှုံးနေပါပဲ။ 1964ခုနှစ်မှာသူဟာနိုဘယ်ငင်းကြေးဆုကိုလည်းရရှိခဲ့ပါ။ဒါကြောင့်အတိတ်ရဲ့ကြာချုပ်မှုဟာရစ်ဆုံးဖွယ်နာခဲ့ရဲ့အလုတ်တွေမှုအတွက်စင်ကြီးမဖြစ်ပါစေနဲ့လို့ပြောချင်ပါတယ်။ဒုတိယတယောက်ကတော့ Michael Jordan ပါ။ကမ္ဘာဘတ်စကတ်ဘောကစားသမားကြီး Michael Jordan ဟာသူ့နာမည်မကြီးခင်အထက်တန်းကျောင်းသားဘဝကတော့ကျောင်းဘတ်စကတ်ဘောအသင်းကထုတ်ခဲ့ရပြီးတဲ့နောက်အင်တူပြန်ပြီးလာပြီး အခန်းတကားချချကတယောက်ထင်းမူခဲ့ပူပါတယ် MBA ပြိုင်ပွဲမှာဝင်စောတော့လေပထမဆုံးလူတိခဲရဖို့ခုနှစ်နှစ်ကြာကြိုးစားခဲ့ရပါတယ်လူတွေကသူ့ကိုကိုယ်လည်းမတွေ့နိုင်ခံစစ်လည်းမခံစားနိုင်ဘူးလို့ဆိုကြတယ်1995ခုနှစ်သူပြောက်ပြဲသွားစဉ်တော့ဝေဖန်သူတွေကသူ့ဘဝဆုံးပြီလို့တော့သူထင်ကြပါတယ်အဲ့လိုဝေဖန်တဲ့ခဲ့ရတဲ့တန်တွေက Michael Jordan ကိုထက်ခါထက်ခါအောင်မြင်ဖို့ တိုးအားပေးခဲ့နိုင်ပြီးကမ္ဘာအကောင်ဆုံးဘက်စကတ်ဘောကစားသမားချစ်လာစေခဲ့တာပါပဲဒါကြောင့်မလို့အချုံးငါငါကိုပါပေးလဲမင်းမြင်တဲ့အခါမှာမင်းတိတာငါမားဖို့အဲ့ဒီအချုံးငါငါကိုပြန်လဲကြိုးစားဖို့ခွန်အားတွေပေးခဲ့တာပါလို့ပြောပါတယ်နှစ်ပတ်တောင်းတယောက်ကတော့ကပကနဝင်တရှင်တွေရဲ့ဖန်တီးရှင်ဖြစ်တဲ့ကနဝင်ဂီတပညာရှင်ကြီးလူဒရင်ပန်ပီတိုဘဟာ အကြအာယုံရှုရင်ချက်ရှိပါတယ်။သူငားဟာလုံးဝမကြားရသလောက်နေပါပါ။သူငယ်စဉ်အခါကသူ့ရဲ့ဂီတဆရာကတချင်းဆရာဖြစ်လာဖို့လုံးဝမျှော်လင့်စရာမရှိဘူးလို့မတ်ချက်ပေးခံခဲ့ရပူပါတယ်။အဲ့ဒီအချက်တွေရဲ့ကြားမှာဒီသူပင်ဟာရှေ့ကိုပဲဆက်လျှောက်ခဲ့ပါတယ်။ငားကလုံးဝမကြားရသလောက်နေပါ ဖြစ်နေတဲ့ကံကဘာမှကြော်ကြားဆုံးလမ်းမမှုအခြေဆုံးတချင်းဆရာတယောက်ဖြစ်ရောက်ရှိနိုင်ခဲ့ပါတယ်။ဒါကြောင့် အခက်ခဲတွေရာပျော်လင်ခြင်းနဲ့ပါရမီကိုဒီလောက်ပဲရောက်မယ်။ဒီထက်ထက်မရောက်နိုင်တော့ဘူးလို့ပြောခွင့်ရှိပါဘူး။နံပါတ်၄ဖြစ်တဲ့နောက်ဆုံးတယောက်ကတော့ရိုက်ညီနောင်မဖြစ်ပါနဲ့။ရိုက်ညီနောင်ကပထမဆုံးလေးရင်ကိုတီထွင်ဖို့ပါတီဒါပြင်ပြချီးခဲ့တာပါ။အဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာသူတို့မရေမတွက်နိုင်အောင်ဆုံးရှုံးခဲ့ကြတယ်။စိတ်ထန်ရတွေကဝီချီးတွေလည်းဆုံးရှုံးခဲ့ရပါတယ်။ ုံစံမျိုးစုံကိုဖန်တီးခဲ့တော့လေသူတို့ရဲ့လူချင်းတဲ့ပုံစံကလုံးဝမရခဲ့ပါဘူးသူတို့အသက်ကြီးတဲ့အခါမှာစိတ်ကြယောကလည်းခံစားခဲ့ရပါသေးတယ်။ဒါပေမဲ့သူတို့ရဲ့အိမ်မက်အတွက်ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူးအမားတိုင်းကနေတင်တဲ့ဒီရဲမှာပြောင်းဝဲနေနိုင်တဲ့ပထမဆုံးလေရင်ပြန်ကိုကန္နာရီလားချင်မက်မားလိုက်အောင်တီထွင်ထုတ်လို့အောင်မြင်ခဲ့ပါတယ်။ဒါကြောင့်မို့မန်နယ်လို့လက်ခံထားတဲ့အရာတွေ မျော်လင့်ထားတဲ့အရာတွေအတိုင်းနာကျွန်တော်တို့လှုပ်လှုပ်ခဲ့မယ်ဆိုရင်ဘာတိုးတက်မှုမှ ရှိလာမှာမဟုတ်ပါဘူး